ဓမ္မမိတ်ဆွေညီကိုမောင်မတို့ဒီတစ်ပတ်မှာကက်သလစ်သာသနာတော်နဲ့သာသနာတော်ရဲ့ငြိမ်းချမ်းရေးဟောပြောခြင်းများအကြောင်းဝေမျှပေးမှာဖြစ်ပါတယ်။ကက်သလစ်ခရစ်ယာန်သာသနာတော်ကငြိမ်းချမ်းရေးတွေဆောင်ရွက်ရမှာအခြေခံအကြအစိုးနီလန်ယေရှုခရစ်တော်ဘုရားရှင်ရဲ့အေးဝင်ဂတိတရားကိုဟောပြောခြင်းဖြစ်ပါတယ်။အေးဝင်ဂတိတရားတော်ကလူချင်းချင်းမေတ္တာတရားထားကြဖို့နှိမ်ချခြင်းရှိကြဖို့ တရားမျှတခြင်းရှိဖို့ပြန်လေကြည်ဧတ္တမြတ်ခြင်းရှိစေဖို့လူတူနဲ့တူအစီခံကြဖို့အကြောင်းဖြစ်ပါလေရှင်ဟောအခန်းကြီး73ခန်းငယ်34နဲ့35မှာကရောရှင်မိန့်တော်မူတဲ့အတိုင်းတင်တို့ကိုငါချစ်တကယ်သူတင်တို့ဒီလေအချင်းချင်းချစ်ကြလောတင်တို့အချင်းချင်းချစ်ကြလင်လူခတ်သိန်းတို့သည်ထိုချစ်ချင်းမြတ်တာကို ထောက်ရှု၍ တင်တို့သည်ငါဤတပည့်များဖြစ်ကြောင်းသိကြလိမ့်မည်အေဝံဂေလိတရားတော်ဆိုတာကိုရောရဲ့စန္ဒမူနာတိုင်းလူချင်းချင်းအပြန်အလှန်ချစ်ချင်းမြတ်တာထားကြဖို့ဆိုတဲ့ကိုရောဤပြည့်ညက်အစ်အပေါ်မှာအခြေခံတာဖြစ်ပါလေအကေရိသာလူတွေကမင်္ဂလာတရားရှစ်ပါးအတိုင်းအသက်ရှင်ကြမယ်ဆိုသူတို့တွေဟာမင်္ဂလာရှိကြတဲ့သူတွေဖြစ်ကြပြီးတော့ငြိမ်းချမ်းရေးကိုရရှိကြမယ်ဆိုတာပေါ့ ဧဝံဂေလိတရားတော်ကဟောပြောနေပါလေအကယ်၍သာလူတွေကတယောက်ကိုတယောက်ခွင့်လွတ်နိုင်ကြမယ်ဆိုရင်မိမိတို့ရဲ့စိတ်နှလုံးပြောင်းလဲကြမယ်ဆိုရင်ငြိမ်းချမ်းရေးကိုရရှိကြလိမ့်မယ်ဆိုတဲ့အကြောင်းဧဝံဂေလိတရားတော်ကဟောပြောနေပါလေစိတ်နှလုံးငြိမ်းချမ်းခြင်းဆိုတာဖိတ်တော်ဘုရားရှင်ပေးသနာတော်ကိုကျေးဇူးတော်ဖြစ်ပါရှင်ဟာခန်းကြီး၁၄ခန်းငယ်၂၈မှာအတွင်းစိတ်နှလုံးငြိမ်းချမ်းခြင်းကို ီလောကကြီးကမပေးနိုင်ပါဘူးကျွန်တော်တို့ကခရစ်တော်ပေါ်မှာပဲအခြေခံပြီးတော့ငြင်းချမ်းခြင်းကိုရရှိနိုင်ပါတယ်အီဖက်စုဩဝါဒစာခန်းကြီး2အခန်းငယ်14မှာကိုရိုရှင်ဒီကျွန်တော်တို့ညီချမ်းချင်းဖြစ်၏ဟုရှင်ပေါ်လူကမိတ်ဆွေထားပါတယ်။ရန်ကြောင့်ဖြစ်ပေါ်နေတဲ့စီချာအတိုင်းများကိုဖြိုးဖျက်ဖို့ကိုရိုရှင်ကြွလာခဲ့ခြင်းဖြစ်ပါတယ်။ လောကတိုင်းပေါ်မှာလူအားလုံးတွေသွေးတော်သွန်လောင်းခဲ့ခြင်းဖြစ်။ဘုရားနဲ့ငင်းချမ်းရင်းကိုလူသားအားလုံးတွေတိဆောက်ခဲ့ပါတယ်။ကိုယ်ပြောင်းနေတဲ့လူတွေကြားငင်းချမ်းခြင်းကိုတိဆောက်ခဲ့ပါတယ်။ပြန်လည်ကြည်တင့်မြတ်ခြင်းနဲ့ငင်းချမ်းခြင်းကိုရရှိစေဖို့ကိုရောရှင်ကြွလာခဲ့ခြင်းဖြစ်ပါတယ်။ Prophet Isaiah ခန်းကြီးကိုခန်းငယ်6 Prophet Isaiah ကကိုရောရှင်ကိုငင်းချမ်းခြင်းရှိဟုခေါ်ဆိုခဲ့ပါတယ်။ သာသနာတော်ကြီးရဲ့ဟောပြောတုံသင်နေခြင်းနေသာသနာတော်ကြီးရဲ့လုပ်ငန်းနေအဓိကအလဲဘဘကလူတွေစိတ်ထားပြောင်းလဲလာကြစေဖို့ဖြစ်ပါတယ်။ဖျားပုံမှန်နဲ့မိမိဘေးနားမှာရှိနေတဲ့လူတွေပုံမှန်မိမိရဲ့စိတ်ထားမပြောင်းလဲဘူးဆိုရင်ဘလို့မှငြင်းချမ်းခြင်းကိုမရနိုင်ပါဘူး။ပရောဖက်ယေရမိခန်းကြီး36အခန်းငယ်24မှာ သင်တို့ကအစ်တတော်နှလုံးကိုငါပေးမည်ဟုထာဝရဘုရားရှင်ကပရောဖက်အားဖြင့်ဂရိထားတော်မူခဲ့ပါဘူး။ပရောဖက်ဣဇာရိယအခန်းကြီး2အခန်းငယ်4မှာပရောဖက်မိန့်ဆိုထားတဲ့အတိုင်းမိမိတို့ရဲ့ဓာတ်တွေကိုထွန်သွားဖြစ် ပြောင်းလဲဖြစ်ကြဖို့အကျမ်းဖတ်ခြင်းလူသက်ချင်းကိုသွေးစာနေကြတဲ့သူတွေကိုသာသနာတော်ကစာကျင်တော်တွေတစ်ခုပြီးတစ်ခုထုတ်ပြန်ပြီးတော့ထက်ကာတလေလေတောင်းခံလျက်ရှိပါတယ်။တင်းမာနေတဲ့အခြေအနေတွေကို နားလည်မှုပေးနိုင်တဲ့အခြေအနေဖြစ် ပြောင်းလဲဖြစ်ဖို့ လိုအပ်နေပြီ။ကောင်းမှတင်းခံနေတဲ့အခြေအနေတွေကိုပြောင်းလဲမှုလုပ်လို့တဲ့အခြေအနေဖြစ်ယခုပြောင်းလဲဖြစ်ဖို့လိုနေပြီဖြစ်တယ်။နေပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့အခြားလူကိုလက်မခံနိုင်ခြင်း။ကဘာမြကြီးရဲ့တယံဇဒပစ္စည်းအရင်းမြစ်တွေကိုအခြားလူတွေနဲ့ဝေမျှမတုံးဆွဲလိုပဲနဲ့မိမိကသာရယူခြင်း။ဘာသာရေးကိုအကြောင်းပြုခရုံးလုပ်ပြီးတော့ခြားလူတွေကိုခွဲခြားဆက်ဆံနေခြင်း။ အကျမ်းဖတ်နေခြင်းတွေကိုခရစ်တော်ရဲ့လင်းတော်ဖြင့်နောင်တရကြဖို့လိုနေပြီ။ပြန်လည်ကြည်တမျက်ရင်ကြားဆေးဖို့လိုနေပြီ။တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ခွင့်လွှတ်ပေးကြဖို့မေတ္တာတရားထားဖို့လိုနေပြီဖြစ်တယ်။အာဘဖြစ်ခြင်း sacramento ဆိုတာဘုရားနဲ့မိမိကြားမိမိနဲ့အခြားလူတွေကြားပြန်လည်ကြည်တမျက်ခြင်းကိုဖြစ်စေဖို့တည်ထောင်ထားတော်မူတာဖြစ်ပါတယ်။ယေရှုခရစ်တော်ဘုရားရှင်ကျွန်တော်တို့ကိုသုံးသင်တော်မူခဲ့တဲ့အကြီးမားဆုံးသောသင်ခန်းစာတွေကတစ်ခုပါ။ လောကတိုင်ပေါ်မှာဝေဒနာတွေကို မတရားစွာအပြင်းထန်ဆုံးခံရတဲ့အခြေဥဖသူတို့ပြည်သောအရာကိုသူတို့မသိကြပါတော့ကြောင့်သူတို့ကို ခွင့်လွတ်ပေးတော်မူပါလို့မိမိကိုလောကတိုင်တင်တတ်နေတဲ့သူတွေကို ခွင့်လွတ်ပေးခဲ့တယ်ဒီလိုပြုလုပ်ဖို့ကအရန်လွယ်တယ်လို့သာသနာတော်ကမတွင်တင်မဟောပြောပါဘူးဒါပေမဲ့ဒါကရင်ချမ်းရေးကိုရရှိစေဖို့ရွှေခင်းတော်လန်း ဖြစ်ပါ၏ဓမ္မမိတ်ဆွေဤကိုယ်ပေါင်းဓမ္မအယောက်စီတိုင်းကိုယ်ကာယဤကျမ်းမာခြင်းစိတ်ငြိမ်းချမ်းခြင်းအစဉ်ရှိကြပါစေ